ထူချောင်ပြပြလာတဲ့အဆိုပြေတစ်စိမ်အလုံးမဲမီလာပါရှင်အခုဆက်တရဆောင်သူကအလုံးကိုနှုတ်ဆက်ကအပြေတိုင်ထွက်ခွာတော့ခဲ့ပြီဖြစ်ပါတယ်သူရဲ့နောက်ဆုံးဆပနာကတော့ဒီကနေ့မတ်လ12ရက်နေ့နေ့လယ်2နာရီချိန်မှာပြဝေးတုတ်တံမှာပြလို့အကျင်ပါခဲ့ပြီပိတ္တရိကရုံအမှုပညာတိုင်ဝိုင်းကသူတွေကပါဝန်နဲ့စိတ်မကောင်းစွာလိုက်ပါဖို့စာပေးခဲ့ကြပါတယ် မင်းတပင်းလေးစိုးပြေတစင်ကလည်းအခုလိုရုတ်တရက်ကွယ်လို့သွားရှာလို့စင်မကဖြစ်နေခဲ့ပြီးသူ့ကိုလည်းစိုးပြေတစင်ကဆွတ်တောက်ပေးထားခဲ့ပါတယ်။ဒီဥစားသူကတော့အနုပညာတိုင်းဝိုင်းကသူတွေက အမျိုးမျိုးဝိုင်းပြီးတော့ဆွတ်တောက်ပေးနေခဲ့ကြတာပါ။အခုလိုငငယ်ရွယ်နဲ့အကျွေးစောခဲ့တဲ့တယောက်စားသူနဲ့ပတ်သက်ပြီးတော့စိုးပြေတစင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်။စိုးပြေတစင်ကသူရဲ့တရင်တွေကြတော့စိုးပြေယုံနာဝင်နိုင်ခဲ့ဒီတရင်လေးကတကယ်ရောဟုတ်လားဆိုပြီးလို့တော့လျှောက်ရှာမိတယ်။ ကိုနုပညာမောင်နှမကျေဆိုတော့တကယ်ကိုစိတ်မကောင်းဘူးပေါ့နော်တို့တွေ့လဲဆိုပြေကကောင်းမွန်တဲ့နေရာကိုရောက်ဖို့ဆွတောင်းပေးပါရယ်အလုံးကစိတ်မကောင်းဖြစ်နေကြတာပါမိသားစုဝင်နေတဲ့ထပ်တူခန်းစားပါရီဆိုပြီးပြောပြလာခဲ့ပါရီတျောစာထူကတော့ကလေးတျောစာကလေးကဗီဒီယိုရဲ့အပိမှုတွေကိုရရှိခဲ့ပြီးလူကြီးတျောစာနေနဲ့ပါအမှုပြလို့လေးတွေမှာအမြင်မှုတွေကိုရရှိလာခဲ့တာဖြစ်ပြီးတျောစာထူကတော့မကြသေးမီကမှမဲချိုဇလန်တွေနဲ့ဗီဒီယိုရဲ့ယင်တွေကိုပြန်လည်ရရှိလာခဲ့တာဖြစ်ပါရီ သူအားယောက်ျားကအတောင်20ရွှေရှင်စကားပြတဲ့အကယ်ဒမီစကားတရားစီဝေခဲ့သူဖြစ်ပါတယ်။ဆိုပြတဲ့စဉ်ကတော့သူကိုယ်လည်းအခုလိုပဲချစ်ချိုးပြောဆိုထားခဲ့ပါတယ်။ဆိုပြတဲ့စရာသူအားအားလုံးရဲ့အားပေးချစ်ခင်တာကိုခရီးသူပါ။သူအားပြောပြောလေးနေတတ်တယ်။တိုးဆောင်လေးကောင်းပါတယ်အမှုပြလို့လေးတွေမှာ နောက်ထပ်အများကြီးအောင်မြင်မှုတွေရရှိလာမယ်တူပါဆိုပြီးစုပြတင်စင်အပြောပြလာခဲ့ပါတယ်။တိုးစော်တို့ကတော့တိုးစော်လေးကောင်းပြီးပြောပြောနေတက်ကောင်းစိတ်ထားလေးကောင်းတာကြောင့်ရီတရီကရောအနုပညာတိုင်ဝိုင်းကသူတွေကပါသူကိုအားပေးချစ်ခဲ့ကြပါတယ်။သူကတော့ကလေးတိုးစော်ဘွားတွေကပြည်ပြည်အားပေးမှုတွေကိုအပြေဝရရှိခဲ့သူတရားလေးဖြစ်ပါတယ်။ မင်းသမီးလေးအစိုးပြတင်စရာတော့အနုပညာလန်းချောင်းပေါ်မှာအကောင်းဆုံးကျိုးစားနေကြတဲ့သူတွေအားလုံးအပေါ်မှာအားပေးနေတတ်သူဖြစ်ပြီးအားလုံးကိုလည်းအောင်မြင်မှုတွေရရှိစေချင်သူဖြစ်ပါတယ်အခုလက်ရှိမှာလေမင်းသမီးလေးဆိုပြတဲ့ဇင်ကဆိုင်စွေတန်ခမ်းနဲ့အတူတူရုပ်ရှင်ဆက်ကားကြီးရိုက်ကူလာတော့မှာဖြစ်ပြီးဗီဒီယိုကလည်းအားပေးဆောင်ကြည့်နေကြပြီဖြစ်ပါတယ်။အခုလက်ရှိမှာလေဆိုပြတဲ့ဇင်ကအနုပညာလို့လေးတွေကိုဆက်ပြီးတော့လုကိုင်းသွားမှာဖြစ်ပြီးရိုက်ကူရဲ့အစ်စ်လေးတွေပေါ်မှာပါဝင်ရိုက်ကူပေးလာရတော့မယ်လို့လည်းသိရပါတယ်။ မင်းသမီးလေးစိုးပြေတစေရတော့အနုပညာအလုပ်တွေပေါ်မှာအရန်ကိုဝတ္တနာကြီးတို့တရားပြပေးအစိုးရတရားဆောင်ပါကောင်းသူလေးပြပါရယ်မကြမီမှာတော့စိုးပြေတစေကသူရဲ့တချင်းခွေတလေးထွက်ရှိလာနိုင်အောင်ကြိုးစားနေပြီဖြစ်ပါရယ်အဲ့ဒီပုံမှာလေးစိုးပြေတစေကအခုလိုပဲပြောပြလာခဲ့ပါရယ်စိုးပြေတစေကစိုးပြေတချင်းလေးမကြမီထွက်ရှိလာဖို့ရှိပါရယ်တခြားလူတွေနဲ့ဆိုတော့စိုးပြေတချင်းလေးထွက်ရှိလာဖို့ကကြံ့ကြာနေရပါအများဆုံးထွက်ရှိလာဖို့ကြိုးစားနေရပါ့ အရေးပေါ်မှာလေးဆိုပြေကအားလုံးစီစဉ်ထားပြီးပါပြီ။ပရိသတ်တွေအတွက်အကောင်းဆုံးစ조사ထားပါတယ်ဆိုပြီးတော့ဆိုပြေတစေကပြောပြလာခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရဆယ်ဒီတဲ့အကြောင်းအတွေနဲ့တို့ပြလာခဲ့မှာဖြစ်လို့အတိတ်တော်ရီတနိုင်မြတ်တဲ့ရှင်နိုင်ဖို့အတွက်ဘင်းနာချက်ပေးခေါလုံးလေးကိုလည်းနေထားပြီးကြပါရှင်။အစောတည့်အားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။